ီထောက်ဖို့လမ်းကြောင်းကအယောင်မြေကြီးကပွင့်နေတာအယောင်မြေကြီးပွင့်အယောင်မြေကြီးပွင့်နေတာအယောင်မြေကြီးကနေပြီးတော့ကျွန်တော်စစ်ဘူးတွေပို့ပြီးတော့အချမ်းပတ်သမားတွေကိုကျွန်တော်အချင်းချင်းမှာဖြတ်တောက်လိုက်ပြီးဖြတ်တောက်တိုက်ခိုက်မယ်ဆိုရင်ရစ်စမြအောင်မယ်မြင်ကြပါခွတဆိုးရဲ့တက်ပွဲတဲ့တဲ့တွေကိုနားထောင်ကြည့်အောင်ခွေးလေးပြေးထက်နေနေရပါလက်ရှိကျွန်တော်တို့ဗမုံမှာတော့ဗမုံရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ဘာမှအစိုးရမရှိပါဘူးနောက်လည်းကျွန်တော်တို့နောင်ချိုမြို့နောင်ချိုမြို့ရဲ့အခြေအနေနဲ့ပတ်သက်ရင်တော့ဒီတက်မတော်ဆက်ကြောင်းတွေကနောင်ချိုမြို့အနီးကိုရောက်နေပြီ နောက်ချုံမျိုးအနည်းကိုရောက်နေပြီတစ်ဖက်မှာတော့ကျွန်တော်အုံမီအုံမခါဖက်မှာတော့ကျွန်တော်တို့ဒီတိုက်ပွဲတွေဆက်ဖြစ်နေတယ်တိုက်ပွဲတွေဆက်ဖြစ်နေတယ်အချမ်းမသမားတွေတော့ကြောက်သူခံစစ်တော့ပဲလုံနိုင်တယ်တမရိုကတော့ကျွန်တော်လိုအပ်တဲ့ပြစ်ကူစစ်ကူတွေကျွန်တော်တောက်လျှောက်လုပ်နေတယ်တောက်လျှောက်လုပ်နေတယ်နောက်ချုံမျိုးကအရေးကြီးတာကကျွန်တော်တစ်ဖက်မှာဒီကျွန်တော်မိုးကုတ်မိုးကုတ်မျိုးပြန်လဲရရှိတဲ့အရေးပါတယ်ပြီးရင်ကျွန်တော်မိုးမိန်မပိန်းဒီတစ်ဖက်မှာကျွန်တော်တို့မိုးကုတ်ကလည်းပြန်ဆင်းမဲ့ဆိုရင်တပိတ်ချင်းတော့တပိတ်ချင်းတစ်ဖက်မှာကျွန်တော်တို့စင်ကူရွှေပြီးတစ်ဖက်မှာကျွန်တော်တို့မရေယာ ဲ့ဒီတကြောဒီကျွန်တော်အရေးကြီးပါတယ်တကယ်ကိုအရေးပါပါတယ်ဒီမရီယာဘက်ကနေမရီယာဘက်ကနေကျွန်တော်မိုးကိုဘက်ကိုတက်မယ်ဆိုတော့တော်တော်လေးအခက်အခဲရှိတယ်လမ်းမိုင်းတွေမှာအချမ်းမတ်သမားတွေရဲ့နေမြေဆိုးမှုနိုင်မှုကတော်တော်လေးကိုကျွန်တော်အင်းနေအားနဲ့ရှိပါတယ်အဲ့ဒီတကြောမှာတော့ဒီတက်မလို့စကန်နေရှိနေတာကတပိတ်ချင်းဧရိယာမှာကျွန်တော်တက်မလို့စကန်နေအခိုင်မှာရှိတယ်ပြီးရင်ကျွန်တော်တို့ဒီစင်ကူးဘက်စင်ကူးရွှေပြည်ဘက်မှာတော့ကျွန်တော်တက်မလို့စကန်နေမရှိဘူးထို့တော်လည်းပဲဒီစင်ကူးမျိုးရဲ့တစ်ဖက်က ကြောင်မြောင်းအဲ့မှာတော့ကြောင်မြောင်းတက်မှာတော့ကျွန်တော်တို့ဒါကြောင်မြောင်းတက်မှာတော့တက်နေမှာတော့ကျွန်တော်တို့ဒါအင်အားအလုံးကြီးနဲ့ရှိတယ်အင်အားအလုံးကြီးနဲ့ရှိတယ်တစ်ဖက်မှာရှိတယ်ကျွန်တော်တို့ဒီတက်မတော်ရဲ့စစ်ချောင်းတွေကနောက်ချုံမျိုးကိုတိမ်းပြီးဆိုရင်ကျွန်တော်တို့အတဖက်မှာကျွန်တော်မိုးကိုမိုးကိုကိုဆက်ထိုးမယ်မိုးကိုကိုဆက်ထိုးပြီးတော့ကျွန်တော်တို့အောက်ကိုပြန်ဆင်းတစ်ဖက်မှာကျွန်တော်လိုအပ်တဲ့အချိန်လေးလာပါပြီတကယ်ကိုကျွန်တော်တို့ဒီကားငယ်ပုံကားငယ်ပုံကျွန်တော်လက်ရှိဒီတက်မတော်ရဲ့စစ်စင်ကကျွန်တော်နားလဲတာကားငယ်ပုံလို့ကျွန်တော်နားလဲရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ ဒီကျွန်တော်နောက်ချိုးဒီမန်လေးတိုင်းနဲ့မန်လေးတိုင်းရဲ့အစုံအပြင်းလင်းရဲ့အစုံရှမ်းပြောင်းရဲ့အစားနောက်ချိုးဘက်ကိုကျွန်တော်ဆက်ချောင်းထိုးတယ်အဲ့ရနေကျွန်တော်တို့ဒီဘက်ကိုမိုးကုတ်ကိုချိန်မယ်မိုးကုတ်ကနေပြီးတော့ကျွန်တော်တစ်ဖက်မှာအောက်နဲ့ကျွန်တော်တို့မရီယာတပေချင်းနဲ့ပြန်ချိန်ပြီးတော့ကျွန်တော်တို့ကားငယ်ပုံကိုကျွန်တော်စစ်စင်းလို့နားလေရပါတယ်အဲ့ဒီဘက်ရဲ့ကျွန်တော်တို့စစ်စင်းကလည်းအရန်ကျွန်တော်တို့အခြေတစ်ခုမှပြီးပြောင်းမဲ့နေထားပါပဲဘာကြောင့်လဲဆိုတော့ဒီတက်မတော်ရဲ့ဒီစီရီစစ်ဒီတက်မတော်ရဲ့ကျွန်တော်တို့ဒီထောက်ဖို့လမ်းကြောင်းကအယောင်မြကြီးကပွင့်နေတယ် အရာမြေကြီးပွဲအရာဝရီမြေကြီးပွဲတာအဲ့အရာဝရီမြေကြီးကနေပြီးတော့ကျွန်တော်တို့စစ်ဘူးတွေပို့ပြီးတော့အချမ်းပတ်သမားတွေကိုကျွန်တော်အချိန်တစ်ချိန်မှာဖြတ်တောက်လိုက်ပြီးဖြတ်တောက်တိုက်ခိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီ area ကလည်းတမ်ဘော်ရဲ့တမ်ဘော်ရဲ့ကျွန်တော်တို့အချုပ်ချာအနာအထိတ်ကိုအောက်ထက်ပြန်ပြီးရောက်ရှိသွားမှာဖြစ်ပါတယ်ဒီအချိန်တွေကလည်းကျွန်တော်များမကြာပြီးကာလမှာရောက်လာမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့အချမ်းပတ်သမားတွေထိချုပ်ထားတာကကျွန်တော်တို့လမ်းပိုင်းမှာသူတို့ဖြတ်တောက်လို့ရလိမ့်မယ်တိုးတော့လည်းပဲကျွန်တော် area ဝီမြေကြီးကိုသူတို့ဖြတ်တောက်နိုင်မှာတော်တော်လေးခက်တယ်လက်ရှိကာလကကျွန်တော်မိုးရင်းကာလမိုးရင်းကာလကကျွန်တော်တို့အရာဝင်မြင့်မှာကျွန်တော်တို့ဒီတင်မိုးတွေကအကန့်အသတ်မရှိသွားလို့ရတယ် အကန့်အကန့်အသတ်မရှိသွားလို့ရတယ်အဲ့တော့အဲ့တော့ကျွန်တော်နောက်ချုံမျိုးရဲ့အောင်မြင်မှုကမန္လီတိုက်အတွက်လည်းအရေးကြီးတယ်ပြီးရင်ကျွန်တော်တို့ချမ်းမြောက်ဒေသအတွက်လည်းအရေးကြီးတယ်ပြီးရင်ကျွန်တော်တို့နောက်ချုံမျိုးရသွားပြီဆိုရင်တစ်ဖက်မှာကျွန်တော်ဂုံတွင်းကျော်ဂုံတွင်းကျော်ရဲ့ကြောင်မဲကြောင်မဲရဲ့တီဘောတီဘောကနေကျော်သွားမယ်ဆိုရင်ကျွန်တော်တို့လာရှိုးအလားရှိုးများမကြောင်မီကာလာမှာကျွန်တော်လာရှိုးရဲ့အကျော်ဒါပါတိန်ဒီတိန်ဒီရလည်းဒီ MMD ကအများမကြမီကာလမှာကျွန်တော်တို့တနည်းအားဖြင့်စက်တင်ဘာလမှာတက်မလို့ထံကိုပြန်ခွဲရအောင်ပါ တော့တိမ့်နေပြီးတော့တစ်ဖက်မှာကျွန်တော်တို့နံပါတ်ကားတို့စသဖြင့်အဲ့ဒီမှာမျိုးကဘယ်လိုမျိုးမှမရှိတော့အလားနဲ့ကျွန်တော်မူဆန်နဲ့ပြန်ချိန်ပါပေါ့အဲ့တော့ဒီတက်မလို့ရဲ့ဒီရှမ်းပြည်နယ်မြောက်ပိုင်းရဲ့အဓိကအဓိကကျွန်တော်တို့ထိုးစစ်ဖြစ်တဲ့နောင်ချိုမျိုးကတော့တကယ်ကိုကျွန်တော်တို့အားရချင်တဲ့ပုံကောင်းတယ်နောက်ထပ်တိုက်ပွဲတွေပြင်းထန်နေနေရပေါ့ကြောက်ဖြူကြောက်ဖြူမှာတော့ကျွန်တော်တို့တိုက်ပွဲတွေကတော်တော်လေးပြင်းထန်နေတယ်ကြောက်ဖြူမှာကတိုက်ပွဲကတော်တော်လေးကိုပြင်းထန်နေပါတယ်တော်တော်လေးကိုပြင်းထန်နေပါလေပြင်းထန်နေရဆိုဆိုလည်းပဲလက်ရှိဒီတက်မလို့ကတော့နင်းမြေအများစုကိုကျွန်တော်ထိချုပ်ထားတယ်တက်မလို့ရဲ့ဒီထိုးစစ်တွေရှိတယ် လက်ရှိကဗျာခင်ဗျားကလည်းဒီကြောက်ဖြူမှာလင်းဝင်ရှိတယ်ဒီကျွန်တော်တို့ဒီလင်းလင်းအတက်စင်းတွေတော့ရှောက်ပုံမှန်လုံနိုင်နေတယ်လင်းတက်စင်းတော့ရှောက်ပုံမှန်လုံနိုင်နေဆိုတာကပုံမှန်လုံနိုင်တာကဒီတက်မလို့ကဒီနေမျိုးကိုထိန်းချုပ်နိုင်သေးလို့လုံနိုင်တာမထိန်းချုပ်နိုင်ကြတော့လင်းတက်စင်းတွေလုံးလို့မရတော့ဘူးလက်ရှိကြောက်ဖြူမျိုးရဲ့အခြေအနေပတ်သက်ရင်ဒီတက်မလို့ရဲ့ဒီလင်းတွေကတော့ရှောက်ကျွန်တော်အတက်စင်းလုံနိုင်နေတဲ့အနေဒါရှိတယ်အတက်စင်းလုံနိုင်နေတယ်အဲ့တော့ဒီကြောက်ဖြူမျိုးကိုတက်မလို့ကကျွန်တော်တို့ဒါကောင်းကောင်းကြီးထိန်းချုပ်နိုင်သေးတယ်ဆိုတဲ့အကြောင်းပြတာအဲ့တော့တက်မလို့ကလည်းခင်ဗျားသိပါတယ် ။ကျွန်တော်ကြောက်ကြည့်လို့တော့အထိမခံပါဘူး။လောက်လက်ရှိလေလိုအပ်တဲ့ခင်ဗျာဆက်စီရင်ကိုလိုအပ်တယ်လို့လုပ်နေပါမယ်။နောက်တဲ့အချိန်တွေကကျွန်တော်တို့ဒီအန်းနဲ့ဗရန်နာပိုင်းမှာရှိတဲ့ဒီနေရာမှာတိုက်ပွဲတွေကဆက်ပြေးထန်နေတယ်။နောက်ထပ်ပြေးထန်နေတဲ့နေရာကတော့ကျွန်တော်တို့ဒီရခိုင်မြင်းနဲ့တောင်ပိုင်းနဲ့အရောက်တိုင်းအဆက်မှာကျွန်တော်တို့တိုက်ပွဲတွေတောက်လျှောက်ပြေးထန်နေတယ်။တောက်လျှောက်တောက်လျှောက်ပြေးထန်နေတယ်။အဲ့တော့ခင်ဗျာတက်မလို့တော့ဗျာခင်ဗျာလည်းလိုအပ်တဲ့အရာကိုလုပ်နေတယ်ဗျာ။လိုအပ်တဲ့အရာကိုလုပ်နေတယ်။တချို့ကဗျာခင်ဗျာတိုက်ပွဲတွေဖြစ်တဲ့နေရာကျွန်တော်တို့က သိတာပေါ့ဘယ်လောက်သိလဲဆိုအဲ့ဒီနေရာမှာဘာတွေဘယ်ချင်းမှာတိုက်ပွဲတွေဖြစ်နေလဲဆိုတာကကျွန်တော်တို့သိတယ်သိတယ်တပ်မတော်ကလက်ရှိဒီမြန်မာနိုင်ငံလုံးမြန်မာနိုင်ငံအတိုက်မြန်မာနိုင်ငံတခွန်းလုံးကိုတပ်မတော်ကထုတိုက်စစ်ဖွင့်တယ်ထုစစ်တိုက်စစ်ဖွင့်တယ်ဒီခန်းစင်းတဲ့ကစားရည်များရှိတယ်တိုက်စစ်တဲ့ကစားရည်များရှိတယ်တချို့သောနေရာမှာကျွန်တော်တို့ဒါတပ်မတော်သားနိုင်ငံတော်အသက်တွေပေးဆက်နိုင်ငံတော်တို့ကနိုင်ငံတော်တို့အသက်ပေးရရှိတယ်တချို့သောနေရာမှာဒီတပ်မတော်ရဲ့ထုစစ်တွေကအရှိရောက်နေရရှိတယ်ဒါကကျွန်တော်စစ်ရဲ့သဘောတဘာဝပါပဲဗျာ ဒါကကျွန်တော်တို့ဒီကြာဆုံးသွားတဲ့တမောသားတွေရဲ့ဘဝကိုကျွန်တော်တို့ဆန်ထားတယ်တန်ဖိုးထားတယ်တန်ဖိုးထားတယ်နိုင်ငံတော်ကလည်းလက်ရှိကျွန်တော်တို့စစ်စင်နဲ့ပတ်သက်ပြီးတော့ထိထိရရကိုဆောင်ရွက်နေတယ်ခင်ဗျာတမိုင်းကိုကြည့်လိုက်ပါအကြပ်ပတ်တွေအစိုးရဖြစ်ခဲ့တဲ့တမိုင်းမြန်မာနဲ့တမိုင်းမှာမရှိခဲ့ဘူးအကြပ်ပတ်တမိုင်းတွေအစိုးရဖြစ်တာမြန်မာတမိုင်းမှာမရှိခဲ့ဘူးတပုံတွေအစိုးရဖြစ်တာမြန်မာတမိုင်းမှာမရှိခဲ့ဘူးတတိယပြအကြပ်ပတ်တမိုင်းတွေလေခင်ဗျာတလောက် သူတို့ကဒီမြန်မာနိုင်ငံမှာရှိခဲ့လက်နက်ကန်အဖွဲ့တွေပူးပေါင်းပြီးတော့သူတို့၄နှစ်လောက်တိုက်တာတော့မှဒလောက်ပဲရတယ်ဟုတ်တယ်ဘယ်နှမျိုးရှိသူတို့ထိုင်းနေချုပ်နိုင်တာဘယ်နှမျိုးရှိသလို့လဲခင်ဗျအမေရိကန်အထောက်ပံ့နဲ့တိုက်တယ်ဗျာတရုတ်ရဲ့အထောက်ပံ့နဲ့တိုက်တယ်အဲ့လောက်တိုက်တာတော့မှခင်ဗျဘယ်လောက်ထိတိုက်နိုင်လို့လဲမြို့ပေါင်းဘယ်လောက်ထိသူတို့ထိန်းချုပ်နိုင်လို့လဲလက်ရှိတမ်းမတော်ရဲ့ထိုးစစ်တွေကခင်ဗျနေရာတိုင်းမှာအရှိန်ဝင်နေဖြစ်နေပြီအရှိန်ဝင်နေဖြစ်နေဗျာအဲ့တော့ခင်ဗျားတို့လည်းခင်ဗျားတို့လည်းစဉ်းစားပါဗျာ အကြမ်းဖက်သမားတွေရဲ့သူတို့လင်းနေတာကာလမှာတလောက်အမေရိကန်အထောက်ပံ့အထောက်ပံ့နဲ့ဘလောက်ထိသူတို့နယ်မြေတွေကိုထိရှုပ်နိုင်လို့လဲဘလောက်မှမရှိပါဘူးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ဘလောက်ဧရိယာမှာမရှိပါဘူးအဲဒီတမလို့ကျွန်တော်တို့ဒီတောက်လျှောက်လိုအပ်တဲ့ဒါပြစ်ကူစစ်ကူတွေလိုအပ်တဲ့ကျွန်တော်တို့ရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေပါတယ်တိုက်ပွဲကတော့ဒီလိုအခြေအနေတွေကဘလောက်ကြာမလဲဆိုကြာမှာပါအခြေအနေကကျွန်တော်တို့ငါးနှစ်ကနေ၁၀နှစ်အတွင်းကိုကြာသွားနိုင်ပါတယ်ထိုးတူပါပဲကျွန်တော်တို့လက်ရှိကျွန်တော်ရုပ်ောက်ပွဲလုပ်မယ် ယူကဝလုပ်ပြီးတော့ကျွန်တော်တို့တက်လာတဲ့အရသာအစိုးရနေပြီးတော့ကျွန်တော်တို့ဒါဒါကျွန်တော်တို့လွတ်တော်လွတ်တော်ကနေပြီးတော့လွတ်တော်ကနေပြီးတော့ဒီလိုကိစ္စတွေကျွန်တော်လွတ်တော်ကနေစင့်ဒါဆောင်ရဲမယ်ဆိုလည်းပဲဒီအကြမ်းဖက်တမားတွေအတောက်လျှောက်တောက်လျှောက်ကိုကျွန်တော်ပပျောက်သွားမှာဖြစ်ပါတယ်အဓိကကတော့ကျွန်တော်တို့ဒီအရသာအစိုးရလိုအပ်နေတာပါဒါကြောင့်ကျွန်တော်တို့ယူကဝနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်အားလုံးကျွန်တော်တို့မဲပေးဖို့မဲပေးကြမှာဖြစ်ပါတယ်မဲပေးနိုင်မှုလည်းလက်ရှိနိုင်ငံတော်ကနေပြီးတော့ဒါအခင်းချင်းတွေကိုပြည့်စက်ထားလည်းရှိပါတယ်ခုလိုပြောရပဲကိုတော်ဆုံးကိုလည်းကျေးဇူးတင်ပါတယ်